င်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းပါ DPPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါစကိုင်းတိုင်းမင်းကုန်းဒေသထဲမှာရှိတဲ့ခြေဝါတွေကိုစစ်တပ်ကဂျွန်လ17ရက်နေ့ကစပြီးစစ်ကြောင်းထိုးမိရှို့နေက9ရက်တာကာလအတွင်းတန်ကားတော်တစ်ပါးနဲ့ပြည်သူ3ယောက်ကိုတပ်ဖြတ်ခဲ့တယ်လို့ Wallet Information Network ကပြောပါတယ်မင်းကုန်းနယ်တွေကကင်းရွာနဲ့ချောင်းမကြီးရွာတွေကိုစစ်တပ်မိရှို့ခဲ့လို့လူနေအိမ်တွေအလုံးနီးပါးလောက်မိလောင်ပျက်စီးသွားပြီးကင်းရွာနဲ့မင်းကုန်းရွာကြားက ဆုတောင်းပြဖုန်ကြီးကျောင်းထဲကိုစီးနင်းဝင်ရောက်ပြီးကျောင်း၌ဖုန်ကြီးအပါဝင်ဖုန်ကြီးမိခင်နဲ့မိသားစုဝင်တယောက်ကိုပြစ်သက်သွားတဲ့အပြင်စစ်ကြောင်းနဲ့တူမိတဲ့စစ်ဆောင်မျိုးသမီးတယောက်ကိုလည်းပြစ်သက်သွားတယ်လို့ Wallet Information Network ရဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါရယ်အဆိုပါဖြစ်စဉ်တွေဟာဇွန်လ17ရက်နဲ့14ရက်နေ့တွေမှာဖြစ်ခဲ့ကြတာဖြစ်တယ်လို့အဲ့ဒီစစ်ကောင်စီစစ်ကြောင်းနဲ့ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတို့ဇွန်လ16ရက်နေ့အထိ နှစ်ဖက်တိုက်တွဲတိုက်ပွဲတွေဖြစ်ပွားခဲ့ကြသေးတယ်လို့လည်းဆိုပါတယ်ရှင်လူမှုကောင်ဆောင်နိုင်ငံတော်တိုင်မခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့အထိမ်းအမှတ်ဒုမိမေအမည်ရှိရုပ်ရှင်ဇက်လန်တူလေးကိုထုတ်ဝေဖြန့်ချိထားပါတယ်မောက်တူးတင်ဆက်ထားပါတယ်ရှင် ဟုတ်ကဲ့ပါလူလူကောင်းဆောင်ဒွန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာဂုံပြုတ်လို့တဲ့အတွက်ဒိုမီမီရုပ်ရှင်ဇလန်ဒုကလေးကို ရိုက်ကူးထုတ်လုပ်ခဲ့တာလို့ဆိုပါတယ်ဒိုမီမီဆိုတဲ့ဒီရုပ်ရှင်ဇလန်တူတွေကိုရိုက်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်တို့အားလုံး ချစ်ခင်လေးစားတန်ဖိုးထားရတဲ့ကျေးဇူးတူတူကောင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်နှစ်မွေးနေ့မင်္ဂလာဖြစ်တဲ့ အတွက်ကျွန်တော်တို့နှစ်စဉ်နှစ်တိုင်းအရင်တုန်းကတော့ကျွန်တော်တို့ရိုးရိုးလေးပဲမွေးနေ့စူတောင်းနေ့တွေစူတောင်းကြကြပြီးမယ်ဒီနှစ်မှာတော့အထူးဂုဏ်ပြုကျင်တဲ့အနေနဲ့ဒီရုပ်ရှင်ဆက်လန်းတူတွေကိုကျွန်တော်တို့ဖန်တီးပြီးတော့ရိုက်ခဲ့တာပေါ့နော်တူလေးစားအားထားတဲ့ ေစုတယောက်အထူးသဖြင့်ကတော့ဒေါန်ဆန်းစုကြည်ဥဆောင်မှုမြမဒီမိုကရေစီလှုပ်ရှားမှုတမိုင်းကို နောင်လာနောက်သားတွေသိရှိစေဖို့ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့တာပါမင်္ဂလာပါရရကတော့ဒူမီမေဆလန်တိုမှာစပယ်ကရိုက်တာနေရာကနေပြီးတော့ပါဝင်တရုပ်ဆောင်ထားတဲ့ညရရအောင်ဖြစ်ပါတယ်ရှင်။ဘာကြောင့်ဒီဒူမီမေဆလန်တိုမှာပါဝင်တရုပ်ဆောင်ထားရလဲဆိုရင်တော့အမေစုရဲ့အသက်80ပြည့်မွေးနေ့ကိုဂုဏ်ပြုခြင်းနဲ့အနေနဲ့ရော နောင်နောင်သားတွေအမေစုရဲ့တမန်ကြောင်ကို သိရှိဆင်ခြင်တဲ့အတွက်ကြောင့်ရောပါဝင်သေးုပ်ဆောင်လာခြင်းဖြစ်ပါတယ်ရှင်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီမိုကရေစီရေးခေါင်းဆောင်လှှရှားမှုတွေကိုလည်းရုပ်ရှင်မှာထည့်သွင်းဖော်ပြထားပါတယ်။ မေစုကသမီးတို့တယောက်ချင်းစီတိုင်းကတကယ်ပဲချခင်ရတယ်လေးစားရတယ်တကယ်အားကြရတယ်နိုင်ငံကောင်းဆောင်တယောက်ဖြစ်တယ်ပေါ့နော်အကြောင်းမလို့အမေရဲ့အသက်80ပြည့်မွေးနေ့မှာအာရိုက်ကူးတဲ့ဒီဗီဒီယိုဆက်လန်းတူထဲမှာနိုင်ငံသူတယောက်အနေနဲ့ဝင်ရောက်အားပြေးထားခြင်းပဲဖြစ်ပါတယ်ဒီနေ့ကျွန်မတို့ရဲ့အကြံဉာဏ်ကိုလည်းဆက်လက်ပြီးတော့ဒီနေ့ကျွန်တော်တို့ရဲ့အကြံဉာဏ်ကိုလည်းဆက်လက်ပြီးတော့ မင်္ဂလာပါရှင်တမီနာမည်ကစနေတာဖြစ်ပါတယ်တမီဒီဒုမီမီဗီဒီယိုသုံးလေးထဲမှာပါဝင်ဖြစ်ခဲ့တဲ့အကြောင်းရင်းကခေါင်းစဉ်တိုက်ပါပဲဒုမီမီတမီတို့ရဲ့မီမီအမီမို့လို့ပါဝင်ဖြစ်တာပါရှင်ဒီတို့ကလည်းတရွာလို့လက်စစ်မီရလဲထပ်ပြောပါဦးဟဲ့အေးအဲ့လိုတိုးတက်ခဲ့ပြီမယ်2020ရွေးကောက်ပွဲမှာတော့ဟော်ဒီကဘာ Japanese shout down down 16မိနစ်ကြာဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းမှတ်ဒို့မေမေမီရှိရုပ်ရှင်ဇလန်းတူကတော့ YouTube စာမျက်နှာ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ကြပါတယ်ခင်ဗျာကျွန်တော်မောင်တူပါတူလီစာအထားတဲ့အနေဒီရဲ့ကောင်းဆောင်မီစုတယောက်စိတ်သွားတဲ့ကိုပါလူရဆန္ဒပြမြောက် ုင်ငံအနောက်ပိုင်းမဟာရာရှထရာပြည်နယ်ရှိအင်ဒရာယာနီမြကူဒရာပြိုကျမှုကြောင့်လူလေးယောက်အသက်ဆုံးရှုံးခဲ့ရပြီးတော့ဒဒအပြက်စီးတွေအောက်ပိတ်မိနေသူအများပြားကိုရှာဖွေနေဆဲဖြစ်ကြောင်းပူးနာမျိုးမှကယ်ဆယ်သမားတွေကဂျွန်လ16ရက်မှာပြောကြားခဲ့ပါတယ်ဂျွန်လ15ရက်နေ့ကအင်ဒရာယာနီမြစ်ကူတရားပေါ်မှာကမ္ဘာလှည့်ခီးတဲ့အများပြားရှိနေချိန်မှာတရားပြုတ်ကြသွားတာဖြစ်ပြီးလူအများပြားတရားအောက်ကိုပြုတ်ကြကုန်တာဖြစ်ပါတယ် အဲ့ဒီထဲကလူ90ကိုကယ်ဆယ်ခဲ့ပြီးခုနှစ်ဦးကတော့ဒေသရင်းကအသာဘာဆေးုံရှိ အထူးကျမကုသဆောင်မှတင်ထားပါတယ်။သူတို့ရဲ့အခြေအနေကိုလည်းလက်ရှိမှာ သုံးသပ်နေဆဲဖြစ်ကြောင်းဘုနာခရိုင်အုပ်ချုပ်ရေးမှူးဂျီတန်ဒရာဒူဒီကပြောပါတယ်။ဆရာဝန်ရဲ့ပြောပြချက်အရလူနာ6ဦးဟာအသက်ဘေးကနေလွတ်မြောက်သွားပြီဖြစ်ပြီးကျန်လူနာတဦးကတော့စိုးရိမ်ရပေမဲ့အခြေအနေတည်ငြိမ်နေတယ်လို့သိရပါတယ်ရှင်။ ဒီပေယုတ်မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ဒီချိုဆက်မှာကျေးဇူးတင်ပါတယ်ရှင်